်ပတ်လင်းထိုးဖို့အတွက်ကိုတော့ဒီနေရာမှာ S-size ကို3.0 mm တုံးပါမယ်။ပြသပြီဆိုရင်ဒီမှာ poly dry blind လေးနဲ့ပဲထိုးပြပေးမယ်နော်။အရင်ဥဆုံး slip knot လေးလုပ်လိုက်ပါမယ်။ဒီကရင်ဒီနေရာမှာချင်းဆယ်ကထိုးပါမယ်။ ချင်းစင်ကပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒုတိယတစ်ပောက်ကနေပြန်စမယ်เนาะဒီအထိုးထားတဲ့အပောက်မဟုတ်ပဲဒုတိယတစ်ပောက်ကနေသူ့ကို single crochet လေးတွေပြန်ထိုးသွားပါမယ်စုစုပေါင်း single crochet တစ်ပောက်တစ်ခါနဲ့6ခါပြန်ထိုးသွားမယ်เนาะဒါဆိုရင်ဒီမှာ single crochet လေး6ခါထိုးပြီးသွားပြီဆိုလို့ရှိရင် chain လေးတစ်ခါထိုးပြီးတော့ဒီဘက်ပြန်လှည့်မယ်เนาะပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုလည်း single crochet ဒီဒုတိယတစ်ပောက်ကနေစပြီးတော့ ဖိုးကပြန်ထိုးသွားရပါမယ်နော်ဒီထိုးနည်းလေးကလွယ်လွယ်လေးပါနော်တံတန်းမှာ single crochet 6ကစီနဲ့ပြန်ပြန်ပြီးထိုးသွားရမှာပါနော် ဒါဆိုရင်ဒီလိုပုံစံအတိုင်းကိုပဲအတန်းရှည်ဆက်ပြီးတော့ထိုးသားလိုက်ပါနော်။ ဒီနေရာမှာ chain တစ်ခါကြိုပြီးပြန်လှည့်ပြီးတော့ decrease လေးထိုးมาပါเนาะနှစ်ပေါက်ကိုတစ်ပေါက်တည်းပြန်ပေါင်းထိုးတာပါပြီးတော့ဆိုလို့ရှိရင် single crochet လေးတစ်ခါပြန်လာမယ်ပြီးတော့ဆိုလို့ရှိရင် decrease တစ်ခါပြန်ထိုးမယ်ဒါပြီဆိုရင် single crochet တစ်ခါပြန်လာမယ်နော်။ဒါပြီဆိုလို့ရှိရင်နောက်ထပ် decrease တခါပြန်လာမယ်เนาะပြီးရင် single crochet လေးနောက်ဆုံးမှတခါထိုးလိုက်ဒါဆိုရင် decrease တခါ single crochet တခါကို၃ခါထိုးသွားတာပေါ့เนาะပြီးတော့ပြီးဆိုရင် chain တခါထိုးမယ်ဒီဘက်တစ်ဖက်ပြန်လိုက်မယ်ပြီးရင်ဒုတိယတစ်ပောက်ကနေစပြီးတော့သူ့ကိုလည်း decrease လေးထိုးမှာပေါ့เนาะနောက်ပောက်ကိုတစ်ပောက်ထည့်ပြအောင်ပေါင်းထိုးတာပါเนาะ decrease တခါပြီးတော့ပြီးဆိုရင် single crochet တခါပြန်လာမယ်ပြီးတော့ပြီးဆိုလို့ရှိရင် ဒီခရစ်တခါစင်ငယ်ခရစ်တခါပြန်ထုံးမယ်နော်ပြီးရင်ချင်းတခါထုံးမယ်တစ်ဖက်လက်မယ်ဒီခရစ်တခါပြောကြပြီဆိုလို့ရှိရင်ဒီနေရာမှာနံပေါက်ကြံတယ်ပေါ့နော်နံပေါက်ကြံတာကို decrease လေးပဲထိုးလိုက်ပါမယ်เนาะ decrease နှစ်ခါထိုးလိုက်ပြီးတော့ဆိုလို့ရှိရင် chain တစ်ခါထိုးမယ်ဒီဘက်တစ်ဖက်ပြန်လဲမယ်ဒီမှာကြံခဲ့တဲ့နှစ်ပေါက်ကို decrease လေးပဲထိုးလိုက်မယ်เนาะပြီးတော့ဆိုလို့ရှိရင်ဒီလိုပုံစံလေးရတာပြီဆိုလို့ရှိရင်ခေါင်းပတ်ဖို့အတွက်ကြိုးချီဖို့အတွက်ကြိုးလေးထိုးမယ်เนาะအဲ့ဒီအတွက်ကို chain လေးတွေထိုးသွားပါမယ် ီမှာ chain 80လောက်ထိုးသွားပါမယ်เนาะဒါဆိုရင်ဒီမှာ chain 80ထိုးပြီးသွားပြီပေါ့เนาะ chain 80ထိုးပြီးသွားပြီဆိုရင် chain လေးတစ်ခါထိုးပြီးတော့သူ့ကိုခြေစားဖြတ်လို့ရပါပြီပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်တစ်ဖက်ပေါ့เนาะဒီဘက်တစ်ဖက်ကိုလည်းခုလိုပုံစံပဲထိုးသွားပါမယ်เนาะ Das war ein Kampf, aber ich habe